အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ KTA Crochet မှာချီတိုနီလေးတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့ကိုတီဟာဆိုဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်ကို follow လုပ်ထားပေးတဲ့သူတွေကိုအသိပေးချင်တာလေးတခုရှိလို့ပေါ့နော်ပြီးခဲ့တဲ့ရက်ကကျွန်တော်ရဲ့ Facebook page ရော personal account ရောပြတ်သွားလို့ပေါ့နော် Facebook page ကနေပြီးတော့တင်တဲ့အထားတဲ့သူတွေဘယ်လိုပြန်ပြီးတော့ဆက်သွယ်လို့ရမှန်းမသိမှဆိုလို့ဒီဗီဒီယိုလေးနဲ့ရှင်းပြပေးထားပါတယ်နော်ကျွန်တော်ရဲ့ Facebook page ကတော့အရင်ကအတိုင်းပဲ KTA CROCHET လို့ရိုင်းရှာ လိုက်မယ်ဆိုလို့ရှိရင်တော့ဒီ pay လေးကိုတွေ့မယ်เนาะဒီ pay ကနေပြီးတော့ပြန်ပြီးတော့ဆက်သွယ်လို့ရပါတယ်เนาะတင်တဲ့ add ထားတာလေးတွေရှိရဆိုရင် add ထားတဲ့တင်တဲ့လေးတွေကို screen shot လေးပြပြီးတော့ကျွန်တော်စီမှာ group link လေးလက်ပြန်တောင်းပေးပါเนาะ Facebook page အသစ်လေးထဲမှာလည်းကျွန်တော်ကိုဆက်သွယ်လို့ရတယ်ဖုန်းနံပါတ်လေးရှိတယ် Viber number ရှိတယ် Telegram account လေးကိုလည်းဖော်ပြထားပေးပါတယ်เนาะဒါကတော့ကျွန်တော်ရဲ့ Telegram channel လေးပေါ့เนาะ Telegram channel လေးကို share ခြင်းနေဆိုရင်တော့ဒီမှာအခုရိုက်ပြထားတဲ့ data @ktacrocs L E D C L A S S ဆိုပြီးတော့ရိုက်ရှာလို့ရပါတယ်เนาะ Telegram မှာလည်းသင်တန်းလေးတွေအပ်လို့ရပါတယ်เนาะပြီးသွားပြီဆိုရင်ကျွန်တော်မှာလက်ရှိသုံးနေတဲ့ TikTok အကောင့်လေးနှစ်ခုရှိပါတယ်เนาะရှာကြည့်ချင်တယ်ဆိုရင်တော့ TikTok ရဲ့ search bar မှာ K T A C R O C H E D ကတကောက်ပေါ့เนาะ နောက်တစ်ခေါက်က KTA CROCAET 1ဆိုပြီးတော့တစ်ခေါက်ပေါ့နော်ဒီနှစ်ခေါက်ရှိပါမယ်နော် TikTok အကောင့်လေးတွေမှာလည်းခြိထိုးနည်းလေးတွေကိုမျှဝေပေးနေပါတယ်နော်သိချင်တာလေးတွေရှိသေးတယ်ဆိုရင်ဒီဗီဒီယိုလေးရဲ့အောက်မှာမျက်ရည်ခဲ့ပေးပါနော်